စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းပမောင်းမြို့နယ်အနီးဇေယျအရေးပါတဲ့နာတာလာကျောင်းနေဆက်ဒေသနဲ့တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကျောင်းကိုရှမ်းနေမျိုးသားများတက်မတော် SN ကပြန်သိမ်းလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်ပြေကရနိုမာလာ16ရက်နေ့နေ့လယ်12နာရီကျော်မှာပြန်လည်တိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပြီးကရှင်လန္နကိုင်အဖွဲ့ KNA PDN နဲ့ဂရုအမီတို့ပြန်ဆုတ်ချိန်နေအင်းတို့ကိုမိချို့သွားတယ်လို့အမည်မဖော်လိုတဲ့စီးရဲသတင်းမြစ်တူကပြောပြပါဗျာ နတ်တလကတော့ပြန်ရပါပြီဒီနေ့နေ့လယ်ပိုင်းကပြန်ရပါတယ်နတ်တလဆိုတာဗမောမျိုးအထွက်ပေါ့သူတို့ဆုတ်သွားတော့အိမ်တွေမိရှို့သွားတယ်သူတို့ဆုတ်ဖို့ပြင်ကလေးကမိရှို့နေပြီနတ်တလအနီးနားမှာရှိတဲ့အိမ်တွေကိုအကုန်လုံးမိရှို့သွားတာလမ်းဆောင်နားဟာလည်းမိရှို့သွားတယ်နောက်ပြီးဗမောအထွက်နောင်မဲလုံရွာမှာလည်းမိရှို့သွားတယ်လို့သူကပြောပြပါတယ်ကန်ရီပီရီယနဲ့ဂရုအာမီတို့ခန်းစစ်အမာခံပြုလုပ်ထားတဲ့နတ်တလကိုပြန်လည်သိမ်းပိုင်းနိုင်ခဲ့တော့လဲ၎င်းအဖွဲ့တွေဟာဗမောမျိုးရဲ့စာတင်ရောက်တုံတက်အိမ်နှစ်ထပ်အိမ်နဲ့အထက်မြင့်တွေမှာ အခိုင်အမာပြုလုပ်ရေးခန့်စစ်ပြင်နေတယ်လို့လည်းသိရပါဗျ။မြို့ထဲမှာကဂရုအာမီနဲ့ NLPD ရဲ့အဖွဲ့တွေအထူးကကြံနေ။ကြံနေဟာတွေလည်းရှိပါတယ်။သူတို့လောက်တော့တိတ်မများဘူးပေါ့လို့သူကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့က KNPD ရဲ့နဲ့ဂရုအာမီတို့ဗမောက်မြို့သိမ်းတိုက်ပွဲဟုဆိုကအင်အားလုံးအရင်နဲ့အစံတွေထိန်းချုပ်ထားတဲ့ဗမောက်မြို့ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ဆက်လက်ပြီးတော့အစံတွေထိန်းချုပ်ဒေသဗမောက်မြို့နောက်ဖက်ရှမ်းအထိထိုးစစ်ဆင်တိုက်ခိုက်နေပြီးနေပြည်တော်အများပြားကိုသိမ်းပိနိုင်ခဲ့တာပါ။ အဲ့ဒီနောက်အစံတွေကပြန်လည်ထိုးစစ်ဆင်ခဲ့ရာဗမောင်းမြို့အနီးဝင်းကျင်ဒေသအများပြားကိုပြန်လည်ရရှိခဲ့ပြီးလက်ရှိမှာတော့စီးရအရေးပါတဲ့နတ်တလကိုအစံတွေကပြန်လည်သိမ်းပိုက်နိုင်တာပဲဖြစ်ပါတယ်။